မြန်မာနိုင်ငံလိုမျိုးပုံနှွေးစုစုတဲ့နိုင်ငံမျိုးမှာဆိုရင်လူလားကဝမ်ပြက်ဝမ်ရှော့ဖြစ်မှုကြမှာပါဝမ်ပြက်ဝမ်ရှော့ဖြစ်တာကအသေးအဖွဲ့ကျမ်းမာရေးပြဿနာတစ်ခုလို့ထင်ရပေမဲ့တတိထားလိုက်နာမယ့်အချက်တွေကိုလွဲမွားစွာသိရှိပြီးရောလိုက်လံကျင့်သုံးမိမယ်ဆိုရင်တော့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အထိဆိုရပါတယ်ဒါကြောင့်အခုတစ်ခေါက်မှာတော့ဝမ်ပြက်ဝမ်ရှော့ဖြစ်ရင်လုံးဝမလုပ်သင့်တဲ့အချက်လေးတွေကိုပြပြပေးသားမှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးမစခင်မှာမြန်မာရဲ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားအနိုဒီဘဲလို့ဆက်ဆက်ပြီး 老师。Okay. ဘာမှတချက်ကတော့ဝမ်းပြဝမ်းလျှော်ဖြစ်နေတဲ့အခါမှာဝမ်းပိတ်စီမတောက်ပါနဲ့ဝမ်းလျှော်တာရက်အောင်ဆိုပြီးဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ဝမ်းပိတ်စီဝယ်တောက်တာကအလွန်အန္တရာယ်များပါတယ်။ဝမ်းလျှော်နေတဲ့အခါအူလန်းကြောင်တစ်လျှောက်မှာဆိုရင်ပိုးမွားတွေအကြည့်အချွဲရည်တွေဒါမှကပိုးမွားတွေကထုတ်ထားတဲ့အဆိပ်တွေပါရှိနေပါတယ်။ဒါတွေကဝမ်းနဲ့အတူအပြင်ကိုထွက်သွားမှာပါ။ဝမ်းပိတ်စီတောက်လိုက်မယ်ဆိုရင်တော့အဲ့ဒီလိုမျိုးထွက်လို့မရအောင်လို့ဝမ်းပိတ်စီကတားဆီးလိုက်ပါတယ်။ဒါဆိုရင်အူလန်းကြောင်ထဲမှာအဆိပ်တွေပိုးတွေက ပိတ်မိကပိုး မှုများပြားလာပြီးတော့ခန္ဓာကိုယ်အနှံ့ပြန့်သွားပြီးသွေးစိတ်တက်တာကြောင့်အသက်ဆုံးရှုံးရနိုင်ပါတယ်။ဒါကြောင့်1 show နေစဉ်အတွင်းမှာ1 base ကိုကိုယ်တော်နဲ့ကိုလုံးဝလုံးဝမတောက်တင်ပါဘူးရှင်။ နောက်တစ်ချက်ကတော့ဆက်စီဝယ်မတော့ပါနဲ့ဝမ်းလျှော့လို့နီးစက်ရဈေးဆိုင်ကနေပြီးတော့ဆက်စီတွေဝယ်တော့မိတတ်ကြပါတယ်ဆက်စီမှာဆိုရင်တော့ဆောနာပြောခဲ့တဲ့ဝမ်းပိတ်စီတွေပါလာနိုင်ပါတယ်အဲ့ဒါအပြင်မလိုအပ်ပဲနဲ့ပိုးသက်စီတွေပါလာနိုင်တဲ့အတွက်ဝမ်းလျှော့တာပိုဆိုးနိုင်တယ်လို့ရည်ရှိမှာစေးရင်ပါရပိုးစိတ်ပြန့်ပြီးတော့တွေးစိတ်တက်တဲ့အခါဆေးမတိုးတာတွေဖြစ်စေနိုင်ပါတယ်ရှင်နောက်တစ်ချက်ကတော့ကော်ဖီနဲ့အရက်ကိုရှောင်ပါဝမ်းပြည့်နေတဲ့အချိန်မှာကဖင်းတက်ပါတဲ့ကော်ဖီအပြင်အရက်တွေကိုလည်းလုံးဝလုံးဝမတောက်သုံးမိစေပါနဲ့ဒီအရာတွေက စာရင်နဲ့ဦးလန်းကြောင်ထိခိုက်စေပြီးတော့ဝမ်းရှော့တောင်ပိုဆိုးစေပါရဲ့ရှင်နောက်တစ်ချက်ကတော့စီကြော်စာရင်အစားမိပါစီနဲ့เนาะစီကြော်ထားတဲ့အစားအစာတွေကဝမ်းရှော့တာအပြင်ရေရှည်အနေနဲ့ဆိုရင်လည်းကျန်းမာရေးအတွက်မကောင်းပါဘူးရှင်နောက်တစ်မျိုးကတော့လေထစေတဲ့အသီးအနှံတွေကိုတက်နိုင်သလောက်ရှောင်ပေးတင်ပါရဲ့ဥပမာပဲအမျိုးမျိုးပြောင်းဘူးပန်းကော်ပီစိစတဲ့အရာတွေကိုမစားမိပိုကောင်းပါရဲ့ဦးလန်းကြောင်မှလေထစေတာကဝမ်းပြတ်တာကိုပိုဆိုးစေနိုင်ပါရဲ့ရှင် ောက်တစ်ချက်ကတော့နိုးနန်းနိုးထွက်ပစ္စည်းတွေမစားသင့်ပါဘူးအချို့သောလူတွေမှာနိုးနန်းနိုးထွက်ပစ္စည်းတွေကိုခြေပြတ်ဖို့အတွက်အင်ဇိုင်းတစ်မျိုးချို့တက်နေတာကြောင့်နိုးတောက်လိုက်မိတဲ့အခါတိုင်းဝမ်းပြတ်ဝမ်းလျှော့တာကိုခံစားရတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဝမ်းလျှော့တာကဘာအကြောင်းကြောင့်ဖြစ်မှန်းမသိရင်တော့နိုးနန်းနိုးထွက်ပစ္စည်းတွေကိုရှောင်ထားတာအကောင်းဆုံးပါပဲနောက်တစ်ချက်ကတော့လေ့ကျင့်ခန်းမလုပ်ပါနဲ့ဝမ်းပြတ်ဝမ်းလျှော့ဖြစ်နေတဲ့အချိန်မှာအရေးတဲ့ဆုံးရှုံးမှုပမာဏများတာကြောင့်ချွေးထွက်များစေမယ့်အပြုအမူမျိုးမဖြစ်မနေရှောင်ကျဉ်သင့်ပါတယ်အရေးတဲ့ဆုံးရှုံးမှုများတဲ့အခါရ ျော့ရပြီးတော့အသက်သေဆုံးတဲ့အထိကိုဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဝမ်းပြတ်ဝမ်းလျှော်ဖြစ်နေရဆိုရင်တော့ညီမအခုပြပြပေးခဲ့တဲ့အချက်တွေကိုမလုံမီဖို့အတွက်အလွန်အရေးကြီးပါတယ်။တကြမ်းနားလေတဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်ကိုသာလိုက်နာချစ်သုံးတင်ပါတယ်ရှင်။ညီမအပြူလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်တဲ့ view တွေမှာပြန်လည်တွေ့ကြပါရှင်။